TVV ရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုပြပြပေးပါမယ်။မြန်မာအပါအဝင်16နိုင်ငံကနေအမေရိကန်ကိုရွှေ့ပြောင်းအခြေချသူတွေကိုထုတ်ပေးထားတဲ့ Green Card တွေကိုပြန်လည်စစ်စစ်သွားမယ်လို့ Trump အဆိုရက November 28ရက်နေ့မှာထုတ်ပြန်ပါတယ်။ Washington DC မှာအာဖဂန်နစ္စတန်နိုင်ငံသားတစ်ယောက်ကအမျိုးသားအဆောင်တပ်ဖွဲ့ဝင်၂ယောက်ကို November 26ရက်နေ့ကတနက်နဲ့ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။ အဲ့ဒီတနက်သမား2021ခုနှစ်အမေရိကန်တက်တီဆုတ်ခွာချိန်မှာအထူးအစီအစဉ်နဲ့ဝင်ရောက်လာတဲ့သူဖြစ်တယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်အရှိမြောက်ချမ်းအားမူးတိန်ရွာကပြူစောတိစခန်းကိုနိုဝင်ဘာလ28ရက်နေ့ဒီကနေ့မနက်ကပြည်သူ့ကာကွယ်ရေးတပ်ကအပီးသက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတက်တီစီကနေသိရပါတယ်။ ကိုဗစ် -19 ရန်ပုံငွေကနေကြက်သိန်း200အထက်ချင်းယူထားတဲ့ရန်ကုန်တိုင်းအတွင်းရလုပ်ငန်းရှင်တွေကိုလာမယ့်2026ခုနှစ်မတ်လနောက်ဆုံးထားပြီးချင်းငွေအကြေပြန်ဆက်ရမယ်လို့စစ်တပ်လက်အောက်ခံရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကသတ်မှတ်ထုတ်ပြန်လိုက်ပါတယ် DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက် ကြည့်ရှုနိုင်ပါရှင်